ဂျင်းမုံနဲ့ဥနုဥနုဒီလဲဂျင်းမုံ၏အချစ်တော်တဦးဖြစ်ခဲ့ဘူးသည်ဗမခေတ်သည်ဥနု၏ကိုပိုင်းသတင်းစာတပွဲအလုအကျွေးပြုခဲ့သူများရှိသည်လူရုအောင်တန်ပြဇက်ကိုတရုတ်ပြရုပ်ပြောင်များပေါ်ပြခြင်းမျိုးမှာနိုင်ငံရေး၌အယူအဆတူညီချက်များကိုဥနု၏အာဘော်အထိရေးသားမှုအထိရှိခဲ့သည်ဥနုကတမိန်ဘရန်ကလောက်အမည်ဖြင့်ပေးနိုင်ဆောင်မခြင်းအဖြစ်ဝေရောက်ရေးသားသည့်အထိဗမခေတ်နှင့်ဥနုတို့သည်ချစ်ခဲ့ကြသည်ထိုစဉ်က ဗမာခေအရီတာတဦးပြေသောတင်ပေါအဖို့ဥနု၏အိမ်သို့ဝင်ထွက်သွားလာတွေ့ဆုံမေးမြန်းရေးသားမှုများပြုခဲ့ရသည်ဥနုရာထူးမှထွက်ပြီးဥပဆွေကခိတဝင်းကြီးချုပ်အဖြစ်ဆောင်ရွက်စဉ်တွင်ရေးပုံကြားနှင့်ထွက်ခဲ့သည်ဒိုစင်ကဥနုထံတင်ပေါကတွားရောက်တွေ့ဆုံကဗမာခေမှမထွက်သင့်ကြောင်းနှင့်မိတွန်ဆုံးပါလေသည်ရေးပုံကြားနှင့်၌ဥနု၏ကိုရာရေးအတုပ္ပတိကိုပုံနှိပ်ပြရသည်ဟုဆိုသောအခါသူကတချိန်ကြာလျင်ရေးပုံသို့ပေးမည်ဟုဆိုခဲ့သည် သို့တော့ဂျင်းဘုံကျန်းထဲမှာဂျင်းဘုံသတင်းစာအဖြစ်ပြောင်းလဲထုတ်ဝေသောအခါဦးနုကဂျင်းဘုံနှင့်တင်ပေါင်းအပေါ်စိမ့်သွားသည်ဂျင်းဘုံသတင်းစာနှင့်တကွအထောက်တော်သတင်းစာနှင့်ပြီးတော်သောသတင်းစာတို့စင်ပြိုင်တနေတဲ့ထွက်ကြသည်သတင်းစာမထွက်မီသတင်းစာတစ်တို့ထုံးစံအရာဝင်းကြီးချုပ်ဦးနုထံသို့တဝန်လွှဲရပါရစေဟုပန်ကြားတောင်းခံသည်ဦးနုကရေးမပေးခဲ့ပေဂျင်းဘုံတို့ရေးမပေးယုံသောမကဂျင်းဘုံနှင့်တနေတဲ့ထွက်သောဦးအောင်မီအထောက်တော်သတင်းစာတို့မူ ဝင်ကြီးချုပ်၏တဝင်လွာကိုရေးပေးလိုက်သည်ရေးပုံမှာပြည်ချားရေးဝင်ကြီးတခင်ချစ်မောင်၏တဝင်လွာကိုသာပေါ်ပြရသည်ကျင်းမုံအားဦးလိုတဝင်းလွားရေးမပေးသည်မှာအထောက်တော်ဦးအုံမြင့်ကဲ့သို့အထင်မကြီးသဖြင့်တင်းမောင်မှာငယ်ရွယ်သူဖြစ်သောကြောင့်မလောက်လေးမလောက်စားသတင်းစာကိုယူဆသဖြင့်ရေးမပေးဟန်တူသည်ဟုယူဆခဲ့သည်။နောက်ပိုင်းတွင်မူကျင်းမုံအပေါ်၌ဦးနု၏မကျေနပ်မှုတစ်ခုသည်ပေါ်၍လာသည်။တစ်ချိန်တွင်ဦးနုသည်ဗောလမြိုင်ဘက်သို့သွားကာတရားထိုင်ရန်စီစဉ်သည် ဝင်းကြီးချုပ်တရားထိုင်မည်ဟုဆိုသောအခါနေရှိနိုင်ငံရေးသမားများနှင့်အရာကြီးများကတရားထိုင်မည်တရားရိပ်သားငယ်စောက်လို့ရန်အတွက်ရန်ကုန်ွေကောက်ခံကြသည်ဒုသတင်းကိုကျင်းမုံကပေါ်ပြလိုက်သည်တရင်းမှာအမှန်ဖြစ်သည်သို့သောဝင်းကြီးချုပ်ကစုံစမ်းသောအခါလက်အောက်အရာရှိများကမဟုတ်မမှန်ပါဟုဖြေကြသည်ဤတွင်ဦးနုကစိတ်ဆိုးပြီးဝင်းကြီးချုပ်အဖြစ်နှင့်ကျင်းမုံကိုတရားစွဲဝင်ပြုပါဟုဝင်းကြီးအဖွဲ့အစည်းအဝေး၌တင်ပြတော်သည်ဝင်းကြီးအဖွဲ့ကလည်းဝင်းကြီးချုပ်၏အဆိုကိုလက်ခံလိုက်သည် ထို့တဲ့င်းကိုဝင်ကြီးအဖွဲ့အစည်းအဝေးကျင်းပါတော့အင်္ဂါနေ့ညနေပင်ရသည်ဗုဒ္ဓဦးနဲ့မနက်စောစောတွင်မူဦးနုဤအိမ်သို့ပြေးရတော့သည်တောင်းပန်ရတော့သည်ဦးနုကိုကိုယ်တိုင်မတွေ့ရသဖြင့်ဦးအုံးမှတစ်ဆင့်တောင်းပန်ရသည်အမှန်အားဖြင့်ဝင်ကြီးချုပ်တဦးကတရင်စာတဆောင်ကိုတရားစွဲလျက်ထိုတရင်စာဖို့နာမည်ကြီးကဝါရဖြန့်ကြောညာအဖြစ်အမျက်အဆုံးရသည်အမှုမှာလည်းထောင်ချနိုင်သောအမှုမျိုးမဟုတ်ထိုအခွင့်အရေးမျိုးကိုတရင်စာတို့ကရလိုကြသည်သို့တော်တရားစွဲသောအကြောင်းအရာမှာ ကြီးကျယ်သောဝါရဟိယမဟုတ်သေးသိမ်နုပွဲသော ကိစ္စဖြစ်ရာဝင်းကြီးကျုံနှင့်ရင်ဆိုင်က တရားမဆိုင်လို့သဖြင့်တောင်းပန်ခဲ့ခြင်းဖြစ်သည်တောင်းပန်သည့်အတိုင်းဥနုကလည်းကြည်ဤခဲ့လေသည်ဥနုသာမကဥနုဤသားများကလည်းဂျင်းမုံကိုစူသည့်အထိရှိခဲ့သည်ဂျင်းမုံ၌တရင်တပုတ်ဖော်ပြမှုသည်တရင်မှာအစိုးရအဖွဲ့ဝင်ဝင်းကြီးများ၏တာသမီများမိတိအကြောင်း၌နေရသည်ဟုသောတရင်ဖြစ်သည်အစိုးရအကြောင်းများကိုဝင်းကြီးများကပင်မလေးစားကြပဲသူတို့၏တာသမီများကို သာသနာပြုကျောင်းများ၌ဓာတိကိုပေါ်လွင်စေရန်ရိုးရိုးသာရည်သည်မြည်သည့်ဝင်ကြီးသာသမီကမြည်သည့်သာသနာပြုကျောင်း၌နေသည်ဟု၍စည်ရင်း၌ပေါ်ပြထားသည်ဘုနို၏သားများသာသနာပြုကျောင်း၌နေသည်ဟုအမှန်ပေါ်ပြသည်ကိုသူတို့ကမကျေနပ်နိုင်တဲ့သဖြင့်ပြည်ကြ ాయి အတွင်းဝင်ဦးသားမှတဆင်တင်မောင်ကိုဖိတ်ရွေရှင်းပြသည်ကျွန်တော်တို့ကြိုက်ရကျောင်းမှနေတာဖဖေနဲ့မဆိုင်ပါဟုသူတို့ကပြောသည်ဤသို့သောအစင်မပြေမှုလေးများမကြာခဏကြုံရသည်မင်းတို့ငါကကြော်ငိမ့်ရဲ့ဖွင့်မြင်းတင်တာကွာ ဒီမြတ်တန်ရှင်ရဲ့အရေးတော်ပုံကြောင့်အိမ်ဆောင်အစိုးရအာနာလွဲပေးလူဆဲဆဲနေတဲ့နေ့တွင်ဦးနုက တင်မောင်နဲ့ဂါရီယန်ဦးစိန်ဝင်းတို့ကိုခေါ်ယူတွေ့သည်ထိုနေ့ကမှဦးနုကတင်မောင်အပေါ်တွင်သူ၏အမြင်ကိုဖွင့်ပြတော်သည်ဦးနုကကျင်းမုံသည်တီမြဲတို့အုံစုကပိုင်သောသတင်းစာဖြစ်သည်ဟုယူဆထားခဲ့သည်နောက်ပိုင်းတီမြဲတန်ရှင်ကွဲတော်ကမန်လီမှန်သည့်အတိုင်းဗတ်မလိုက်ဖက်ရေးသားသည်ကိုဦးနုကတန်ရှင်ဗတ်လိုက်ကရေးသည်ဟုကြေနပ်နေလေပြီယခင်က ဘူးကျော်ငယ်ဤမြို့ဝတ်သတင်းစာကိုယူဆခဲ့တော်လဲယခုမှမဟုတ်သည်ကိုသိရသည်ဟုဦးနုကတင်မောင်အားဖွင့်ဟပြောခဲ့လေသည်သူအထွတ်လွဲမှုမဟုတ်သည်ကိုသိတော့ကဦးနုကတင်မောင်အားယခင်ကကဲ့သို့ရင်းနှီးစွာဆက်ဆံသည်နိုင်ငံခြားသွားနေလဲသူနှင့်အတူလိုက်ပါခွင့်ပြုသည်ဦးနုနှင့်ခရီးသွားလေဆွေမျိုးရေးချာတပွဲဂယုဆိုင်သည်ဂျင်းမုံကိုလည်းအားပေးသည်ဦးနုကဂျင်းမုံကိုအားပေးပုံကလေးမှာတချီတချီနိုင်စိတ်ဝင်စားဝယ်ကောင်းသည် 1959ခုနှစ်အိဆောင်ဆိုးကလက်တက်နိုင်ကျင်းမုံချိတ်ပိတ်ခံရသည်အိဒါဦးကြည်မြင့်အားလည်းဖမ်းဆီးလိုက်သည်အမှုကို ရုံးသို့တင်ကဆစစေသည်ရုံးတော်မှဦးကြည်မြင့်အားထောင်နဲ့အပြစ်ပေးပြီးကျင်းမုံပုံနှိပ်တိုက်ကိုအစိုးရကသိမ်းဆည်ဦးစီရင်သည်ထို့သောစီရင်သောနေ့၌ဦးနုက တင်မောင်အားသူ၏အိမ်သို့လာတွေ့ပါဟုအရေးကြီးအခေါ်လှော်သည်အိဒါတို့ထောင်ကျသွားပြီးပုံနှိပ်ဆက်ကြီးအသိခံရသည်ဖြင့်အားငယ်နေသူတင်မောင်အဖို့တအားတက်သွားသည်ဦးနုကိုကျေးဇူးတင်ပြီးအားကိုးမိသည် ထိုစဉ်ကဦးနုတို့တန်ရှင်းအဖွဲ့ကရွေးကောက်ပွဲဝင်ပြီးအာနာပြန်ယူရန်လှုပ်ဆော်အားထုတ်နေခြင်းဖြစ်သည်ထို့ကြောင့်တင်မောင်းအဖို့ဦးနုကခေါ်လင်းနိုင်ငံရေးအားနှင့်သူတို့အစိုးရတက်လျင်မိတို့ကူညီမိဟုပြောလိုက်ပြီးထင်ကမျော်လင့်ပြီးဦးနုအိမ်သို့အမြန်သွားခဲ့သည်ဝစ်ကွာဝစ်ထိုကဲ့သို့ဦးနုကဆိုသည်အိဒါထောင်ကြခြင်းစိုက်ကြီးသိမ့်ရဲ့အမိတ်ချမှတ်ခံရခြင်းတို့သည်ရခင်ဘဝများကဝစ်ဟုသူကဆိုသည်သင်္ခါရတရားဝစ်တို့၏သဘောတရားအရဦးနုပြောသည့်အတိုင်းဆိုလျှင် တရားနှင့်ဖြေယုံသာရှိတော်သည်သို့သောလောကုတ္တရာတရားနှင့်ဖြေရမည်ဟုသော အစဉ်တွင်ဥနုကရန်နာရွယ်မနေဘဲဆက်သိမ့်မိမှလွံ့မြောက်ရန်လောကီနိလန်းကိုဆက်လက်ညှို့ပြပြန်သည်သူကညွန်သောနိမအဲ့ဒီတော့ဟောဒီဂါထာကိုအုံခံပြီးရွတ်ပေတော့ကထိုကဲ့သို့ဆိုကဥနုကတင်မောင်အားမန္တရာတပုံပေးလိုက်ခြင်းဖြစ်သည်